ို့ရဲ့အနာဂတ်ကဘာလဲလို့မေးတော့ကို့ရဲ့အနာဂတ်ကတော့အိုခြင်းနာခြင်းတည်ခြင်းပဲကျန်တဲ့အနာဂတ်ကလွဲခြင်းလွဲနိုင်တယ်ကို့စိတ်ကိုယ်တွေနဲ့ငါဘာတွေများဖြစ်မှာလဲဘာတွေတော့ဖြစ်မှာနဲ့တူပါရဲ့အနာဂတ်ကိုအမျိုးမျိုး ကြိုတင်ပြီးတော့တွေးထင်ထားကြတာပုံဖော်ထားကြတာတွေရှိတယ်ငါကြည့်လိုက်ရင်တော့ဘလိုလေးနေမှာဘလိုလေးဖြစ်အောင်လုပ်မှာတကယ်ဖြစ်ခြင်းလည်းဖြစ်မယ်ဖြစ်ခြင်းမှလည်းဖြစ်မယ်တချို့ကိစ္စတွေကတကယ်မဖြစ်ပါဘူး ကိုကသာထင်းနေတာတကုတ်ရဲ့အနာဂတ်ကဘာလဲလို့မေးတဲ့အခါမှာ မလွဲနိုင်တဲ့အဖြေကတော့ကိုယ့်ရဲ့အနာဂတ်ကတော့အိုခြင်းနာခြင်းသိခြင်းပဲမွေးနေ့မှာအဲ့လိုတရားမျိုးပဲဟောစရာကောင်းတာပဲဟုတ်တယ်မဟုတ်လားကိုယ့်ရဲ့အနာဂတ်ကအိုခြင်းနာခြင်းသိခြင်းပဲဒါဘလို့မှမလွဲနိုင်ဘူးအဲ့လိုဆိုရင်ကိုယ့်ရဲ့အနာဂတ်ကဘာလဲဆိုတာကိုတည်တည်ချာချာဘုန်းဘုန်းတို့သိရပြီ ဲ့လိုဆိုရင်ကိုယ့်ရဲ့အနာဂတ်ဖြစ်တဲ့ဥချင်းနာချင်းတေချင်းကိုအစဉ်ပြေပြေချမ်းချမ်းသာသာရင်ဆိုင်နိုင်အောင်ဘလို့များဖုန်းဖုန်းတို့ပြင်ဆင်ထားကြမလဲဒီနေ့အဖြစ်ဥချင်းနာချင်းတေချင်းလို့ဆိုတဲ့စိုးရတဲ့အနာဂတ်နဲ့တွေ့လာတဲ့အခါမှာကိုယ်တန်တာမှာဘလို့အရည်အသွေးရှိမှဘာရှိမှအစဉ်ပြေမှလဲနော်ဒါလေးကိုဖုန်းဖုန်းတို့ကစဉ်းစားကြရမှာအဲ့ဒါကိုကိုတွေးတာလဲတွေးတာပေါ့ ဒါပေမဲ့မြတ်စွာဘုရားရဲ့ဒေသနာတွေကိုအခြေခံပြီးတော့တွေးရင်တော့အပြေမှန်ရမှာပေါ့နော်ဒါဘုံတို့ရဲ့ဉာဏ်နဲ့မြတ်စွာဘုရားရဲ့ဉာဏ်နဲ့ဆိုတာဘာမှမဆိုင်ဘူးဘုံတို့ရဲ့အမြင်နဲ့မြတ်စွာဘုရားရဲ့အမြင်နဲ့ဆိုတာဘာမှမဆိုင်ဘူးဒီတော့မြတ်စွာဘုရားရဲ့ဉာဏ်မြတ်စွာဘုရားရဲ့အမြင်ကိုအခြေခံပြီးတော့ဘုံတို့တွေးကြည့်တာပေါ့ဒါမြတ်စွာဘုရားအနာဂတဘုရားတုတ်တန်ဆိုပြီးတော့အင်္ဂုတ္တပါဠိတော်မှာမှတ်တမ်းတင်ထားတဲ့တုတ်တန်၃ပုံရှိတယ် ဲ့ဒီတုတ်တန်တွေကအနာဂတဘယတုတ်တန်တစ်ခုထဲမှာအနာဂတ်မှာတွေ့လာနိုင်တဲ့ဘေးအန္တရာယ်ကိုကြိုတင်စဉ်းစားပြီးတော့အဲ့ဒီဘေးတွေမတွေ့သေးခင်မှာမြတ်သောအကျင့်ကိုကျင့်သုံးပြီးတော့ကိုယ့်အတွက်အာဟုအာရာနော်ဖြစ်နိုင်တဲ့သူတော်ကောင်းတရားသိမှုလို့ဆိုတဲ့အသိဉာဏ်ပညာကိုကြိုတင်ပြီးတော့ရှာဖွေထားရမယ်လို့အဲ့ဆိုဗျာအဲ့လိုဆုံးမထားတာရှိတယ်အဲ့ဒီတဲကစကားလေးတွေနည်းနည်းလေးယူပြီးတော့ဘုံဘုံတို့စဉ်းစားကြည့် အဲ့ဒီမှာအနာဂတ်မှာတွေ့နိုင်တဲ့ဘေးကိုအဲ့ဒီတည်းမှာမြတ်စွာဘုရားနှစ်မျိုးပြောတာ၅မျိုးတည်းကပုံပုံနှစ်မျိုး ထုံထုတ်ပြီးတော့ပြောမှာเนาะအဲ့ဒါကဘာလို့ဆိုတော့အိုခြင်းနဲ့နာခြင်းအဲ့ဒါအိုခြင်းနဲ့နာခြင်းဆိုတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘလို့သုံးသပ်ပြလဲဇေနေနာခောပနာဇရာယဘိပုတေနာနတ်တုက္ကရံဗုဒ္ဓနာသာသနာမနတိကတောယဟန်တို့တဲ့ ။အိုခြင်းတရားရောက်လာပြီးအိုခြင်းတရားနဲ့တွေ့လို့အိုခြင်းတရားကကိုယ့်ကိုနှိပ်စက်ပြီးဟဲ့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဗုဒ္ဓနာသာသနာတိတော်မူမြင်တော်မူတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုမနတိကတော်နှလုံးသွင်းခြင်းကနတုကရံမလွယ်ကူဘူးတဲ့။နာဂနဲ့ပတ်သက်ပြီးတော့တွေ့ကြုံတဲ့တွေ့ကြုံနိုင်တဲ့အခြေအနေတစ်ခုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသုံးသပ်ပြန်ဟုတ်လား။အိုရင်းနဲ့တွေ့လာပြီဆိုရင်ဘုရားဆုံးမထားတဲ့အဆုံးအမတွေကိုနှလုံးသွင်းဖို့လိုက်နာဖို့ကျင့်သုံးဖို့ မလွယ်ဘူးတဲ့ငါဖြစ်နိုင်ဘူးလို့ပြောတာတော့မဟုတ်ဘူးမလွယ်ဘူးတဲ့အသက်ကြီးလိုက်အိုးလိုက်ရင်သူတော်ကောင်းတရားကိုသိအောင်ကြိုးစားဖို့ဆိုတာသိပြီးတော့မလွယ်ဘူးတဲ့အဲ့ဒါပြီးတော့မြတ်စွာဘုရားကရေနဟံဓမ္မေနတမ္မနာကတောဘိက္ခုဇေနကောပိဖာတဝေရိတာမိတကယ်လို့သာသူတော်ကောင်းတရားကိုသိအောင်လုပ်ထားမယ်ဆိုလို့ရှိရင်နောက်သူတော်ကောင်းတရားကိုသိတယ်ဆိုတာဘာဆိုတာပြီးတော့ဘုန်းတို့ပြောပါမယ်ဟုတ်လား သူတော်ကောင်းတရားကိုတည်အောင်လုပ်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီသူတော်ကောင်းတရားကိုတည်ခြင်းဆိုတဲ့အတိညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တူတရားဟာဇေနကောပိဖာတုံဝိရိတံပိအဲ့လိုအိုလာတဲ့အချိန်မှာ သူ ချမ်းချမ်းသာသာနေရလိမ့်မယ်တဲ့ဟာအိုခြင်းဆိုတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဒီနှစ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ဖုံဖုံတို့စဉ်းစားမိရအိုလာရင်သူတော်ကောင်းတရားကို လိုက်နာကျင့်သုံးဖို့မလွယ်ဘူးဆိုတဲ့အချက်ရဲ့ သူတော်ကောင်းတရားကိုမြန်သိထားမယ်ဆိုရင်ပူလာတဲ့ချိန်မှာချမ်းချမ်းသာသာနေရလိမ့်မယ်ဆိုတဲ့အချက်ရဟုတ်လားပူတဲ့ချိန်မှာသူတော်ကောင်းတရားလိုက်နာဖို့မလွယ်ဘူးအဲ့တော့မအိုခင်မှာတော့လွယ်သေးလွယ်အောင်မယ်ပေါ့စံကျင်ပဲလေးတွေစဉ်းစားနော်သူတော်ကောင်းတရားကိုတိထားမယ်ဆိုရင်အိုတဲ့ချိန်မှာချမ်းချမ်းသာသာနေနိုင်လိမ့်မယ်ဆိုရင်သူတော်ကောင်းတရားကိုသာတိမထားဖို့ဆိုရင်အိုတဲ့ချိန်မှာစင်စင်ရဲရဲနေရလိမ့်မယ်ဆိုတာကိုပြောတာ။အိုလာရင်ဘာမှသိပြီးတော့အရှင်ပြေတော့တာမဟုတ်ဘူးလေ။ ပိုက်ဆံကလည်းတိတ်ပြီးတော့အဲ့ဒီအချိန်မှာကို့အတွက်တော့ချမ်းသာစေမယ့်အရာမဟုတ်တော့ဘူးခန္ဓာကိုယ်ကြီးကိုယ်စားမကောင်းတော့တာဟုတ်ပိုက်ဆံကသူ့အတူရှိနေတာပဲကိုမိသားစုအတိုင်းဝန်ကကို့ကိုချစ်တဲ့လူကသူ့အတူရှိနေတာပဲဒါမှမဟုတ်ကို့မှာတော့အဆင်မပြေမှုတွေကရှင့်နေတာပဲဟုတ်လားအဲ့ဒီအချိန်မှာကိုကသူတော်ကောင်းတရားကိုသာတိထားမယ်ဆိုရင်အဲ့ဒီအတိလေးနဲ့ငြင်းငြင်းအေးအေးချမ်းချမ်းသာသာတတ်တောင့်တတ်တာဖုံဖုံတို့နေလို့ရတယ်ဒါကြောင့်အနာဂတ်ဆိုတဲ့နော် တွေ့လာမဲ့ကြုံလာမဲ့အနေအထားတစ်ခုကိုစဉ်းစားတဲ့နေရာမှာကိုယ့်ရဲ့အနာဂတ်ကဘာလဲ။အိုနာသိရှင်းထားရမယ်အဖြေကဟုတ်လားအဲ့ဒါအိုရင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘယ်လိုသုံးသပ်တော့အိုလာပြီဆိုရင်သူတော်ကောင်းတရားကျင့်ဖို့မလွယ်ဘူးဒါပေမဲ့လို့သူတော်ကောင်းတရားကိုသာတိထားမယ်ဆိုရင်အိုတဲ့ချိန်မှာချမ်းသာလိမ့်မယ်ဟုတ်လားအဲ့လိုဆိုရင်ဘုန်းဘုန်းတို့ကဘယ်လိုသုံးသပ်မလဲမအိုသေးတဲ့အချိန်တည်းကစပြီးတော့သူတော်ကောင်းတရားကိုတိအောင်လုပ်ထားမယ်ဒါဆိုရင်လွယ်ကူအောင်မယ်ဟုတ်လား မအိုသေးတဲ့အချိန်တွေကစပြီးသူတော်ကောင်းတရားကိုတိထားအောင်လှုပ်ထားမယ်ဆိုရင်အိုလာတဲ့အချိန်မှလည်းပဲဘာမှမကြောက်မကြမတောင့်မတစိတ်ချလက်ချအေးအေးဆေးဆေးဖုံးဖုံးတို့နေနိုင်ခွင့်ရှိမယ်။နောက်အိုခြင်းဆိုတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဒေသနာနဲ့အညီဖုံးဖုံးတို့စဉ်းစားကြည့်တာပေါ့နော်။တခါအဲ့ဒီမှာထပ်ပြီးတော့မြတ်စွာဘုရားဗာပြောတော့နာခြင်းနဲ့ပတ်သက်ပြီးတော့ဗျာဒိဒေနာခောပနာဗျာဒိနာဘိပုဒေနာနတုက္ကရံဗုဒ္ဓနာသာသနာမနတိကတော နာကျင်ဆိုတဲ့အခံခက်မှုယောဂါကြောင့်ဖြစ်လာတဲ့ဝေဒနာယောဂါတွေရောဝေဒနာတွေရောရနေပြီဟုတ်လားယောဂါဆိုတာကရုပ်အစုဝေးကြီးရဲ့ဖောက်ပြန်မှုဝေဒနာဆိုတာကအဲ့ဒီဖောက်ပြန်မှုကြောင့်ဖြစ်ပေါ်လာတဲ့အခံခက်မှုမနေသာမှုယောဂါနဲ့ဝေဒနာလည်းကွဲရမယ်နော်ယောဂါကဖောက်ပြန်ဝေဒနာကခံစားရတာဒုက္ခဝေဒနာဆိုရင်တော့ဆင်းရဲတဲ့ခံစားမှုပေါ့နော်အဲ့တော့ဖောက်ပြန်မှုတွေခံစားမှုတွေနဲ့ဘုန်းဘုန်းတို့ခန္ဓာကိုယ်ကြီးကပြင်းပြင်းထန်ထန် ရက်စီးနေပြီဆင်းရဲနေပြီဆိုတဲ့အခါကာလမျိုးမှာဗုဒ္ဓနာသာသနာမြတ်စွာဘုရားအဆုံးအမကိုမနတိကာတုံနှလုံးသွင်းခြင်းကနတုက္ကရာမလွယ်ကူတော့ဘူးဝေဒနာတွေနဲ့ယုံကံနေရပြီယောဂါတွေနဲ့ယုံကံနေရပြီ